ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မလေးရဲ့မြေကြီးအိမ်တောင်းလေးတစ်ခုမှာတရိတ်ဆန်တွေအများကြီးအတူတကွပျော့ပျော့ရွှင်ရွှင်နဲ့အေးထိုင်ကြပါရဲ့။အဲ့ဒီတောင်းလေးတွေကအိမ်တိုင်မှာတွန်တွန်းလို့အမြင်ရတဲ့ငှက်မိမိနဲ့ ူသမီးလေးတီနူတို့ကအတူနေပြီးတနေ့ကောင်တီနူလေးနဲ့အတူကစားပါတယ်။တွန်တွန်ရဲ့တနေ့တာမှာပထမဆုံးအလောက်ကအစာရှာထွက်ရတာဖြစ်ပြီးတော့ညနေမှာသူရှာထားတဲ့အစာတွေယူလာရတာပဲဖြစ်ပါတယ်။အဲဒီတော့လေးတဲ့မှာပဲတခြားငတ်တွေလည်းနေပါသေးတယ်။ကာလူကြီးကဟာသူ့မိမရှာနူနဲ့အဲဒီတော့ထဲမှာပဲနေထိုင်ကြပါတယ်။အဲဒီတော့ရဲ့အခိုင်ခံဆုံးလို့ဆိုရမယ့်မြေကြီးနဲ့ဆောက်ထားတဲ့အိမ်ကိုပိုင်ဆိုင်ကြတဲ့ငတ်တွေပေါ့။မြေကြီးနဲ့ဆောက်ထားတဲ့အိမ်ရှိနေရဲ့အတွက် အပူတန်းကလွတ်မြောက်ဖို့ ်ဘာမှမလုပ်ရတော့ဘူးပေါ့ယောက်ျားရှင်းသိလားကျမတို့စူးစမ်းခဲ့တဲ့ရလတ်ကိုဖះပေးလိုက်တာပဲဒီလောက်ကောင်းနေရေကူးကန်ရှိတယ်ဒီလိုအိမ်မျိုးကိုလည်းပိုင်ဆိုင်ထားပြီးတော့အစားအထွက်လည်းပူစရာမလိုပြီးတော့အိမ်စားဖို့နဲ့အစားအထွက်လည်းပူစရာမလိုဘူးဟုတ်တယ်ရှာနုမင်းပြောတဲ့အတိုင်းပဲဖြစ်နေအစားလည်းတခြားငတ်တွေစရာရနေနေစရာအိမ်ကတော့ငိုရီယာရှိနေရပဲဟုတ်တယ်ယောက်ျားနေစရာလည်းရှိနေရပဲဒီတော့ထဲမှာကျမတို့တက်ကန်ကောင်းတဲ့သူမရှိတော့ဘူး ကျမထင်တော့တောင်းရတဲ့တွေအကုန်လုံးကံမကောင်းပုံရကြတယ်။မှန်တယ်ရှာနူငါတို့လောက်ကံကောင်းတဲ့သူဒီတောင်းရမှာမရှိတော့အခြားတစ်ဖက်မှာတီနူကမမေမမေမိုးရတီကဘယ်တော့ရောက်မှာလဲသမီးတို့ဘယ်ချိန်ရေချိုးရမှာလဲမမေသမီးလေးမိုးရတီကရောက်တော့မှာပါအနီနာရှာနုငတ်တို့ရဲ့အိမ်မှာရေကူးကန်ရှိရလို့လဲကြားတယ်။ပြီးတော့အဲ့ဒီမှာငှက်တွေကိုလုံးရေးသွားချိုးကြတယ်။မမေတို့လည်းအဲ့ဒီမှာပဲရေးသွားချိုးကြမယ်။တမီးလည်းအဲ့ဒီမှာစိတ်ကြရေးချိုးပေါ့ ဒါပေမဲ့အဲ့ဒီအတွက်အစာအစစ်လေးတွေတော့ပေးရတယ်။ညနေချိန်အမေစပားစီလေးတွေယူခဲ့မယ်။အဲ့တော့မှအမေတို့တူတူရေသွားရှိုးကြတာပေါ့။ဟုတ်ကဲ့မမေညနေချိန်စပားစီလေးတွေယူခဲ့မရက်ဖြန်ကြာရေသွားရှိုးကြမယ်။တမီလည်းရေကူးကန်မှာရေချိုးချင်နေရကြာပြီ။ဒါပေမဲ့မမေတမီရေကူးကန်မြင်တော့မမြင်ဘူးလေ။မမေတမီလေးတီနူကအရန်အာတာပဲ။ညနေချိန်အမေစပားစီတွေယူခဲ့မယ်။လက်ပြန်ကြရင်သွားကြမယ်။အဲလိုပြောပြီးတော့တွန်တုံက တောင်တန်းတွေရှိတဲ့ဘက်ကိုပြန်သွားပါင်ညနေကျတော့စပားစီတွေအများကြီးယူပြီးအိမ်ကိုပြန်လာခဲ့ပါင်မမေမမေဘာလို့အဲ့လောက်ကြာနေရလဲတမီမမေကိုစောင့်နေရမမေတမီလေးတင်းနူအိမ်မှာငှက်တွေအများကြီးမလို့အစာယူဖို့ခွင့်ရမရဘူးဒါပေမဲ့အကြ ాయి စောင့်ပြီးမှစပားစီတချို့ယူလာဒီမှာကြည့်လိုက်တင်းနူအဲ့တော့ဆိုနောက်နေ့ရေးသွားချုပ်လို့ရရမလားမမေမှန်တာပေါ့မမေတမီလေးရဲ့မနေ့ပြန်မနေ့တိုင်းမမေတို့တကယ်သွားကြမယ် နောက်နေ့မနက်တွန်တိုနဲ့သူ့သမီးတီနူးအပါဝင် အချားငှက်တွေလည်းရေကူးကန်မှာရှိသွားချိုးကြပါဒါပေမဲ့အဲ့ဒီမှာအရင်နေရာငှက်တွေအများကြီးရှိနေပါအမရှာနုကျမစပားစီရီပါလာရင်ကျမသမီးလေးလည်းခေါ်လာခဲ့ကျေးဇူးပြုပြီးကျမသမီးလေးတီနူးရေချိုးခွင့်ပြုပါကျမရောဟိုးဝေးရနေလာတာပါအေးပါငှက်မလေးရေကျမသိပါဒါပေမဲ့အမထက်အရင်တခြားငှက်တွေအများကြီးရောက်နေအခုလောလောဆယ်တော့ကျမယောက်ျားကလူရေချိုးနေရင် သူရီချိုးတော့ပြီးမှပဲအမတို့လှည့်ရှောက်မှာဒါပေမဲ့အကိုကလူကဒီနေရာရဲ့ပိုင်ရှင်လေး तू ကနောက်မှချိုးလဲရတာပဲကျေးဇူးပြုပြီးကျမသမီးလို့ရီချိုးခွင့်ပြုပါကျမတို့ညနေမဆောင်ခင်အိမ်မြမြပြန်ရမှာမဟုတ်လို့ပါအတင့်ရဲလာကြီးလားငါးယောက်ကြောင်နေအဲ့လိုပြောကြလားနေမသိဘူးလားသူရီချိုးကျင်တလားချိုးလို့ရတယ်ခုတော့နေတော့ငါရီချိုးခွင့်မပေးတော့ရီချိုးကျင်ဗနက်ဖြန်မှာပြန်လာခဲ့ခုတော့ငှက်မေကြီးတွန်တော်ဟာသူသမီးလေးကိုခေါ်ပြီးစိတ်မကောင်းစွာနဲ့ မြေကြီးတစ်စင်းပေးမှသွားနေကြပါင်တီနူးလေးကမြစ်ထဲမှာရီချိုးရတာပေါ့ညနေကျတော့သူတို့နှစ်ယောက်အိမ်ကိုပြန်ခဲ့ကြပါင်အဲ့ဒီချိန်မှာပဲမော်တာလို့ခေါ်တဲ့ကျက်တူရဲတကားရောက်လာပြီးအမတွန်တွန်အမတီနေရီချိုးကံမှာရီမချိုးလားဘာဖြစ်တာလဲမချိုးရပါဘူးအကိုကျက်တူရဲဘလို့ပြောရမလဲကျမတမျိုးလဲရီမချိုးခိုင်းကြီးကဲမလေးရှာနူကသူ့ယောက်ျားရီချိုးနေရဲ့ဆိုပြီးသမီးတီနူရီချိုးခွေမပေးဘူးလေ ကျမလည်းဘာလို့ရမယ်မသိရနဲ့မျက်နှာကိုခေါ်ပြီးသွားလိုက်တာနောက်ခေါက်ကြရင် အမအဲ့မျက်နှာမသွားနဲ့ရောအဲ့မျက်ထဲမှာမိချောင်းအကြီးကြီးတွေရှိတယ်အမရဲ့ဒီနိုးအတွက်အနည်းငယ်ရှိတယ်ဘာပြောနေရလဲကိုကျက်တူရေတကယ်ပဲရှိရလားဟုတ်တယ်အမတို့တို့ဟိုဘက်ဒေါ်ရီယာတိုနီးငက်ကလေးရဲ့သမီးကိုအဲ့ဒီမိချောင်းစားလိုက်တယ်လို့ကြားတယ်ဟုတ်ကဲ့ပါကိုမော်တာ ကျမမှားပါရဲ့နောက်တစ်ခါကျမသွားတော့ပါဦးနောက်နေ့မှာတွန်တွန်တို့အိမ်ကိုချိုတားလို့ခေါ်တဲ့သိန်းငက်တကာရောက်လာပါရဲ့ ညီမတွန်တွန်မနေ့ကရေချိုးကမှရေမချိုးပဲပြန်လာရဲလို့ကြားတယ်။ဘယ်လိုပြောရမလဲချိုးတာရဲ့။ကျမမနေ့ကရေတော်မချိုးရအောင်။အဲ့တော့မြေထဲသွားလိုက်တာပေါ့။ဒီနေ့အမပြန်သွားအောင်မယ်။ဒါပေမဲ့အမမှာစပားစီတော့မရှိတော့။အမမှာစပားစီတွေမရှိတော့ဟုတ်လား။အဲ့ဒါဆိုအမရေဘယ်လိုချိုးမလဲ။အမအခုအရင်ဆုံးစပားစီတွေသွားရှာလိုက်။ကျွန်တော်တို့ကစပားစီနေနဲ့ပုံယူခဲ့ပေါ့။ကျွန်တော်အမသမီးတီနိုဆောက်ရှောက်ပေးထားမယ်။ဘာပြောနေရလဲချိုးတာ။ အမတမျိုးဆောက်ရှောက်ပေးထားမယ်မင်းအတွက်ဘာကြောင့်ရှိလို့လဲကျွန်တော်အမနာစပားစီနေနေယူစားမယ်လေတွန်တွန်လေးချူတာပြောတာနားယောင်ပြီးထွက်သွားပါယခဏကြာမှချူတာသိမ့်ရဟာတီနူးကိုအိမ်ပြင်ထုတ်ထားလိုက်ပြီးစဉ်းစားလိုက်ပါအမတွန်တွန်သွားနေရမှာမှုံတိုင်းတိုက်တော့မှာအဲ့လိုသာဆိုရင်တွန်တွန်ပြန်မလာတော့ဒီအိမ်ဟာငါအိမ်ဖြစ်သွားပြီခုဒီအိမ်မှာငါအေးအေးစိစိအိတ်တော့မယ်ငါဘွားตายရလိုက်တာအခြားတစ်ဖက်မှာတွန်တွန်သွားနေရော မုံတိုင်းနေမပြင်းပြင်းထန်ထန်ရွာလာပါအောင်ရင်တွန်တွဟာနောက်ပြန်လဲပြီးအိမ်ကိုပြဲပြန်လာပါအောင်ရင်အိမ်ရောက်တော့တိတ်ငဲ့အိမ်ညာတွေးလိုက်ရပြီးသူ့သမီးဒီနိုမတွေ့တော့သူလည်းအယံစိတ်ပူသွားပြီးတပင်းတပင်းပေါ်မှာနားလိုက်ပါငါသမီးဖယောက်နေလဲမသိဘူးအဲ့ဒီတစ္ဆက်ဖောက်ငါသမီးကိုဘယ်လိုလွတ်လိုက်လဲမသိဘူးတွန်တွန်ငှက်အမေကြီးဟာသူ့သမီးကိုရှာဖို့ထွက်ခဲ့ပါအဝေးရောက်တော့တပင်းတပင်းပေါ်မှာဒီနူးလေးကိုပြန်ရှာတွေ့သွားပါတယ် တင်တို့ဟာသူ့သမီးကိုခေါ်ပြီးပြန်တန်းသွားကြပါမကြခင်မှာသူတို့ကမုံတိုင်းကြောက်ပြိုကျသွားတဲ့မြင်းနဲ့စောက်တဲ့အိမ်နဲ့ကာလူးနဲ့ရှာနူကြီးကလေးများနှစ်ကောင်တစ်ကိုင်းအောက်မှာပြိနေတွေ့လိုက်ရပါသူတို့အိမ်ရလေးပျက်စီးနေပါတင်တို့ဟာကြီးကန်းလေးတွေပေါ်ကနေတစ်ကိုင်းကြီးကိုကူပြီးဖယ်ပေးခဲ့ပါတင်တို့အမတောင်းမမိုင်းခွလွတ်ပါဟိုနီးကအမတင်တို့တို့အပေါ်ရန်ရန်စန်စန်ဆက်ဆံခဲ့တယ်ဒါပေမဲ့လည်းမြမအမတို့ကူညီခဲ့တယ်သူတို့စကားနားထောင်လို့အဆုံးမှာ တွန်တွန်တို့လည်းပြန်သွားကြပါယ်အဝေးတနေရာရောက်တော့မြေကြီးပုံတပုံတွေ့လိုက်ရပါယ်တွန်တွန်ဟာအဲ့မြေကြီးနဲ့ပဲအိမ်တလုံးစောက်လိုက်ပါယ်ရေကူးကန်လေးလည်းစောက်လိုက်ပါယ်အဲ့ဒါအောင်မြင်တော့ဒီနုလေးဟာအယံကိုပျော်ရွှင်ခဲ့ပါယ်ဒီနုဟာပျော်ရွှင်ပြီးရေကူးကန်နဲ့ဆင်းပြီးရေချိုးလိုက်ပါရယ်ငှက်မေမေတွန်တွန်နဲ့သမီးဒီနုတို့ဟာအဲ့အိမ်လေးမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်ရှုံကြည်ထိုက်သူတောင်းလေတခုမှခိုလေးပန်တီနဲ့ သူမိမတူတနေတော့ရံဖြစ်နေကြပါယ်ကိုလေးဘန်ဒီဟာဘာအလုံးမမလုပ်ပဲတနေကောင်အိတ်နေပါယ်တနေ့မှဘန်ဒီဟာသူမိမစီကအရက်တော့ဖို့ပတ်စံတောင်းလိုက်ပါယ်တူတနေငတ်မလေးကပတ်စံပေးဖို့ညှင်းလိုက်တဲ့အချိန်မှာဘန်ဒီဟာပြောလိုက်ပါယ်နေရငါ့ကိုပတ်စံပေးဖို့ညင်းနေပေါ့ခုငါနေ့ကိုချမ်းသာမပြီးတော့ဘူးလို့ပြောပြီးတူတနေကိုရိုက်ပါအောင်ရင်တူတနေကလည်းနေရိုက်လို့ငါနဲ့ကိုအရက်ဖိုးပေးမယ်ထင်နေလားသွားမပေးဘူးနေလို့အတော့မကြရည်တော့ နင့်ကငါရဲနဲ့သွားတိုင်မင်းဗန်ဒီယာတွန်တနီပြောတဲ့စကားကိုကြောက်ပြီးအိမ်ရထွက်ပြေးသွားပါတွန်တနီငှက်လေးဟာသူ့ရဲ့မကောင်းလိုက်ကံကိုတွေးပြီးငုံနေပါတော့သူ့ရဲ့ငိုတန်းကြားပြီး ကိုကြီးမဲလေးဟာရှောက်လာပါတယ်ညီမတွန်တနီအရဲ့သမားတယောက်နဲ့နေရာထက်ဆိုင်သူ့ထွက်သွားတာပိုကောင်းတယ်ညီမသူ့အတွက်ဘာလို့ငုံနေရလဲဘလို့ပြောလို့ပြောရမှန်းမသိတော့ပါကိုကြီးမဲရဲ့အိမ်မှာစားစရာစလို့ဘာမှမရှိတော့ဘလို့လုပ်ရမလဲလဲမသိတော့ပါဘူး တနေရာရမှာအလုံရမယ်ဆိုလဲလှုပ်ချင်ပါတယ်။ကောင်းပြီညီမတွန်တနီညီမအတွက်အစီအပြေမဲ့အလုပ်ကိုရှာပေးမယ်။ရရင်ပြန်လာပြောမယ်။အဲလိုပြောပြီးတော့ကြီးမဲလီကထွက်သွားပါတယ်။နေရာလောက်အကြာမှာကြီးမဲလီဟာတွန်တနီငှက်လေးအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ကြီးမဲလီဟာတွန်တနီကို အလုပ်ကြောင်းပြောပြပါတယ်။ညီမတွန်တနီအခုညီမအတွက်အလုပ်ရှာထားတယ်။ညီမကူလီထမ်းတဲ့အလုပ်လုပ်ရမယ်။ကောင်းပါပြီကိုကြီးမဲ။ညီမမနဲ့ပြန်စားပြီးအလုပ်သွားလိုက်ပါမယ်။ ။နောက်နေ့မနက်မှာငှက်မလေးတွန်တနီဟာအလောက်ဆသွားပါရယ်။တွန်တနီလေးဟာငှက်တကောင်နာသွားပြီ။ဆရာ၊ကျမဆရာအိတ်တွေတည်ပေးပါမယ်။နည်းနည်းသတိထားပြီးတည်။အိတ်ထဲမှာအဖိုးတန်ပစ္စည်းတွေပါတယ်။လွတ်ကြပြီမကြိုးစီနဲ့နော်။စိတ်ချပါဆရာ။ဆရာစိတ်မပြတ်စီရပါဘူး။တွန်တနီငှက်လေးဟာအဲ့ဆရာရဲ့ပစ္စည်းတွေကိယူတဆိုင်တည်ပြီးသူ့နေရာကိုပို့လိုက်ပါဆရာအလုံးလို့ရမယ့်အချိန်မလို့ကျမပတ်စံမမြန်လေးပေးပါဒီလုံနဲ့ငှက်ကလေးဟာတခြားငှက်တွေရဲ့ပစ္စည်းတွေကို တခြားနေရာကနေတနေရာကိုတည်ဖို့ပေးပါအဲ့ဒီလိုနဲ့ရက်တွေအများကြီးကုံဆုံးသွားပါတနေ့မှာငှက်မလေးတွန်တနီဟာဥလေးတလုံးဥလိုက်ပါဥလေးကိုကြည့်ပြီးငှက်မလေးကအယံကိုပျော်ရွှင်နေခဲ့ပါငါငါသမီးလေးကိုကောင်းမွန်တဲ့ဆုံးမမှုတွေပေးမယ်ဒါပေမဲ့ငှက်ကလေးတွန်တနီဟာသူကူလီသွားထတဲ့အချိန်မှာသူ့ရဲ့ဥလေးကိုဘသူဟာဆောက်ရှောက်ပေးမှလဲဆိုပြီးစိုးရိမ်နေပါအဲ့ဒီချိန်မှာပဲသူဟာအင်းကြီးချင်းဖြစ်တဲ့မေနာငှက်လေးကိုတရိယာလိုက်ပါ ချက်ချင်းမဲသူဟာမဲနာငှက်လေးစီကိုတွားလိုက်ပိုင်။ဘာဖြစ်တာလဲတွန်တနီညီမဒီနေ့အရန်ဝမ်းနေနေပုံရတယ်။အိမ်မှာအကုန်စင်ပြည့်ရလား။ကိုကိုကိုလည်းဂရုဆိုင်အောင်ပိန်ကက်နေပြီ။ကဲလိုင်းရဲ့အကြောင်းလေးပြောပါဦး။ညီမဦးလေးတလုံးဥထားတယ်။ဒီဥလေးကိုဘလို့ဆောက်ရှောက်ရမလဲမသိတော့ဘူး။ပြီးတော့အလုပ်လည်းဘလို့တွားရမလဲမသိတော့ဘူး။အဲ့ဒါကြောင့်အမစီကိုအခုညီလာတောင်းတာပါညီမအလုပ်သွားပြီးနောက်ပိုင်းမှာ အမညီမဥလေးကိုကြည်ထားပေးနိုင်မလားအမကြီးမျောလင်းပြီးအမစီလာခဲ့တာပါ ကျေးဇူးပြုပြီးမငင်းလိုက်ပါနဲ့နော်စိတ်မပူပါနဲ့ညီမတွန်တနီညီမဥကိုဆောက်ရှောက်ပေးထားပါမယ်ညီမစိတ်ချပြီးအလုပ်သွားပါဒီချိန်မှာအင်းနီနာချင်းနဲ့အတော့မဝင်ဖဲချိန်ဝင်ပါလေညက်ကလေးတွန်တနီကအလုပ်ကိုသွားလိုက်ပါအောင်ရင်မင်းနာဟာလည်းသူပြောထားတဲ့အတိုင်းဥလေးကိုလာဆောက်ရှောက်ပါဒီလိုနဲ့ပဲအချိန်တွေအကြာကြီးကုန်ဆုံးသွားပါရင်တနေ့မှာဥလေးတဲကငှက်ပေါလေးတကောင်ထွက်လာပါညနေမှာငှက်လေးတွန်တနီပြန်ရောက်လာတဲ့အချိန် သူ့ကလေးလေးကိုကြည့်ပြီးငှက်လေးဟာအယံပျော်ရွှင်နေခဲ့ပြီးမင်းတော့ပြောလိုက်ပါ යි အမမင်းနာအမသာမရှိဘူးဆိုရင်ကျမကလေးရဲ့မျက်နာတော့မြင်ရမှာမဟုတ်ဘူးအခုဒီကလေးလေးကိုကျမပိုင်သလားအမလည်းပိုင်နေတွန်တနီးငှက်လေးရဲ့စကားကိုကြားလိုက်ရလို့မင်းနာကြီးကမ်းမလေးလည်းမျက်ရည်တွေကျလာပါအောင်ရင်အမအိုညီမနဲ့တန်းတူခွင့်ရရသင့်နေထိုက်တန်တယ်လို့ထင်တာဟာညီမရင်းကျက်မှုပါပဲခုညီမကလေးလေးမကြည့်မချင်းအမဆောက်ရှောက်ပေးပါမယ်ညီမစိတ်အေးလက်အေးသာအလောက်ဆက်လောက်ပါ ခုတော့တူတနေလေးဟာသူ့အပြင်သွားတဲ့အခါတခြားအမဲလိုက်ငှက်တွေသူ့သမီးကိုအနေရပြုတ်မှမကြောက်ရတော့ဘူးပေါ့တူတနေငှက်လေးဟာသူ့သမီးလေးကိုမေနာကြီးကမ်းမလေးစီမှာ ထားခဲ့ပြီးပျော့ပျော့ရွှင်ရွှင်အလှုပ်သွားပါအောင်တယ်။ဂိတ်အခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။